မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တီးတိမ်တိုက်ပွဲအတွင်းလေကြောင်းပုံကျဲနေသည့်တိုက်လျင်ဒဇင်းကိုချင်းညီနောက်တပ်ဖွဲ့ကပြစ်ချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တီးတိမ်မြောက်ဘက်တိုက်ပွဲနေစဉ်ဖြစ်ပွားနေပြီးနိုဝင်ဘာလအလယ်ပိုင်းမှာစပြီးစစ်ကောင်စီဘက်မှလေကြောင်းပစ်ကူများဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်နိုဝင်ဘာလ22ရက်နေ့တွင်တီးတိမ်ဘက်တက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်များချင်းညီနောင်တပ်ဖွဲ့များမှာ ကြားဖြတ်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်မှဗိုလ်မှူးအပါဝင်စစ်ခွေး54ဦးသေဆုံးခဲ့ပါတယ်။ထို့သောအကြဆုံးများနေတဲ့အကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူများအဆက်မပြတ်လုဆောင်လာခဲ့ပါတယ်။နိုဝင်ဘာ23ရက်မွန်လွယ်ပိုင်း2နာရီခွဲအချိန်လေကြောင်းဖုံးလာခြင်းသည်တိုက်လေယာဉ်တစ်စီးကိုချင်းညီနောင်တပ်ဖွဲ့မှအနီးကပ်ပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့သောပြတ်ကျသည့်နေရာသို့သွားရောက်စစ်ဆေးကြည့်ချိန်မှာလေရင်မှုရဲ့ခေါင်းတစ်ပိုင်းသာကျန်ခဲ့ပြီးခန္ဓာကိုယ်အစိတ်ပိုင်းများအပိုင်းပိုင်းပြတ်သွားတယ်လို့သိရပါတယ်။ ထို့သို့လေရင်ပြစ်ချခံရမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်မှတစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပါပြည်သူများအနေဖြင့်လည်းအသွာလာအထူးပြုစိုက်ကြရနှင့်လေကြောင်းအနေရကိုအထူးသတိထားနေကြရန်ချင်းညီနောင်တပ်ဖွဲ့များကသတိပေးထုတ်ပြန်ပါရယ်ဆက်လက်ပြီးမကွေးတိုင်းပေါက်နှင့်မြိုင်မြို့နယ်အဆက်ပါရာမော်တာပြတ်ကျတဲ့နေရာအနီးတိုက်ပွဲဖြစ်ပြီးအကြံဖက်စစ်တပ်အထင်အကားပြန်ဆုတ်ပြေးမန္တလေးနဲ့ရှမ်းပြည်မှာပေါ်တာဆွဲခံရပြီးအကြံဖက်စစ်တပ်ထဲစစ်မှုထမ်းခဲ့ရတဲ့တပ်သားတစ်သုံးဦးလက်နက်နဲ့အတူအလင်းဝင်နေဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ် ်မန္တလေးတိုင်းပေါင်းနေမြိုင်မြို့နယ်အဆက်မှာပါရာမော်တာပြတ်ကျခဲ့တဲ့နေရာအနီးဒီကနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်တပ်စစ်ကြောင်းတေဆုံထိခိုက်မှုတွေရှိခဲ့တာကြောင့်နောက်ပြန်ဆုတ်ခဲ့တယ်လို့ပေါ်တာဆွဲထားတဲ့တပ်သားတဲ့အုံဦးလေးလက်လက်နဲ့အလင်းဝင်လာကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ပါတယ်နိုဝင်ဘာ22ရက်မှာစစ်တပ်ရဲ့ပုခုတ်ကူအခြေစိုက်တပ်မတရား1ကနေပေါ့မြို့နယ်ကိုပါရာမော်တာနှစ်စီးနဲ့ပုံကျဲပြီးအပြန်ပေါက်ပကဖတရင်မှုဥဆောင်တဲ့ဂျာဘလူးစစ်ကြောင်းကမြိုင်ပါကဖ MTY PDF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့သိရပါတယ် ပိုင်းလော့အုပ်ထုပ်ကိုတွေ့တယ်ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အနီးကပ်လွန်နေတာကြောင့်တည်တဲ့ရှင်နဲ့မတိရသေးဘူးလို့ပောက်ပါကဖစစ်ဖက်ရေးရသတင်းထောက်လန်းရေးတာဝန်ခံကိုစစ်မုံကသတင်းဌာနကိုပြောပါတယ်ဒီကနေ့နေ့လယ်မှာတော့ပောက်နေတဲ့မြိုင်နယ်ထိဆက်နေပြီဖြစ်တော့နတ်သက်တဲကြီးကန်တစ်ကပါဖြူကြောက်ခွက်ကြီးရွာများအနီးမှာစစ်တပ်နှင့်တော်လန်ရေးအဖွဲ့တွေအနီးကပ်ထိတွေ့တိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့ကြောင်းမြိုင်ပါကဖကအတည်ပြုပါတယ်မနီကပါရာမော်တာပြတ်ကျတဲ့နေရာကိုကဘာဖြူချေးရွာမှာတက်ဆွဲထားတဲ့အင်အား100ကျော်စစ်ကြောင်းကဒီမနက်အစောကစလို့ တဲကြီးရွာဝင်လာတယ်ပြီးတော့တိုက်ပွဲဖြစ်တာလို့ရိုင်းကောက်ကွေးတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်တိုက်ပွဲမှာစစ်သားမျက်မြင်လေးဦးလဲကြသလိုဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရပြီးတက်နောက်ပြန်ခောက်သွားတယ်လို့ဖော်ပြပါတယ်တက်နောက်ဆုတ်သွားပြီးအခြားနေရာမှာစုဖွဲ့၍လက်နက်ကြီးတွေနဲ့အချက်ပေါင်းများစွာပစ်ခတ်နေတယ်လို့ရိုင်းပါကဖကအတည်ပြုပါတယ်ဒါပြင်စစ်တပ်စစ်ကြောင်းဟာအော်ဟစ်ဆဲဆိုငိုကြွေးနေတယ်လို့လည်းရိုင်းပါကဖကဆိုပါတယ်တိုက်ပွဲမှာစစ်တပ်အထိနာသွားတာကြောင့်ဂျက်ဖိုက်တာနဲ့ပေါင်မြိုင်ထိဆက် ကျေးရွာတွေကိုနိုဝင်ဘာ23ရက်မှာလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဒါပြင်ဒီကနေ့နေ့နဲ့တနအိကွဲမှာတဲကြီးရွာနဲ့နှစ်သက်ရွာဝင်းချင်ကဒေသခံအိုးအိမ်တွေကိုစစ်ကောင်စီကမီးရှို့တာတွေရှိတယ်လို့၎င်းကအသိပေးပါတယ်။ဒါပြင်တမ99လက်အောက်ခံတက်ရင်ခလာရ438ခလာရ439တက်ရင်ကပြည်သူစစ်မှုထမ်းတပ်သားတွေညိုင်ပကဖားထံအလင်းဝင်လာပါတယ် မန္တလေးနဲ့ရှမ်းပြည်နယ်မှာပေါ်တာဆွဲခံရလို့တက်သေးဝင်ရောက်လာတဲ့တက်သားတန့်စင်တက်သားတင့်ထွန်တက်သားအောင်မိုးတို့ဟာ MB1 တနက်3လံကြီးပေါက်3ခုနဲ့ချီရွေယူလာပြီးပေါင်းနေမြိုင်ပကဖထံကိုဒီကနေ့မနက်မှာအလေးဝင်လာတယ်လို့ဖော်ပြပါတယ်။ဒီကနေ့တိုက်ပွဲပေါ်ဆောင်မှုမှာလည်း MGY PDF မြိုင်ပကဖပေါက်ပကဖ YDF နဲ့မြို့နယ်တီတီက LPDF တွေမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးအာနာသိန်းစစ်တပ်ကိုတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ပါတယ်။တိုက်ပွဲမှာအထိနာခဲ့တဲ့စစ်သားတွေဟာပေါင်မြို့နယ်ဆိုင်ဆောင် ချမ်းပေါက်ကုံ ဖလန်ကိုင်းတစ်တော်တီကြောက်တိုင်ခင်းရောင်စင်ရွာတွေကိုမှုနှောက်ကမိရှို့ဖြက်စီးပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တပ်တွေဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။မြိုင်မျိုးစမှုနှစ်ကထွက်လာတဲ့စစ်ကြောင်းနဲ့နေမျိုးရှင်းလင်းဖို့ဆိုပေမဲ့နေမျိုးမရှင်းလင်းနိုင်ပေပြည်သူပိုင်ပစ္စည်းတွေခိုးယူတာပြည်သူပိုင်ကြက်ကွက်နှွားတွေကိုမတရားတပ်ဖြတ်စားတောက်တာလှုံ့ဆော်ခဲ့ပြီးဖလန်ကိုင်းကြီးရွာမှာအခြေပြုလှုံ့ရှားနေတဲ့စစ်ကြောင်းတွေဖြစ်တယ်လို့ဖော်ပြပါတယ်။ အဲ့ဒီတက်တွေဟာနိုဝင်ဘာ22ရက်မှာဖလန်ကိုင်းကြီးရွာမှာထွက်ခွာပြီးပေါင်မြို့နယ်ကဘာဖြူကြီးရွာကိုတိတ်တဆိတ်ထွက်ခွာသွားလို့ဒေါ်လန်ရေးတက်တွေကအဲ့ဒီစစ်ကြောင်းကိုလိုက်လံရှာဖွေတိုက်ခိုက်နေတာပါအကြိမ်ပေါင်းများစွာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းတွေအထိနာနေတယ်လို့မြိုင်ပကဖကထုတ်ပြန်ပါတယ်စစ်တပ်ကပေါင်မြို့နယ်နေမြေအတွင်းစစ်ကြောင်း၃ကြောင်းနဲ့ဖြန့်ခွဲထားတာပါကာကွယ်ရေးပစ္စည်းစက်ရုံကပါစ24ကနေအင်အား180ကျော်ပါတဲ့စစ်ကြောင်းကပေါင်မြို့နယ်အနောက်မြောက်ခြမ်းနဲ့ကပါစ24ကအင်အား200ကျော်စစ်ကြောင်းကလည်း ပေါင်းမြောက်ပိုင်းမှာရှိနေပါတယ်။ဒါအပြင်မြိုင်မြို့နယ်အနောက်တောင်ဘက်ခြမ်းကတမတော်ကြီးစားဆက်ယုံဆက်မှုနှစ်ကအင်အား200ပါတဲ့စစ်ကြောင်းကပေါင်းမြို့နယ်ရဲ့အရှေ့မြောက်ဘက်ခြမ်းကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဆက်လက်ပြီးဂျိုးပင်ကောင်မြို့အဝင်အကြံဖက်စေအုပ်စုဂိတ်ကို PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်။အကြံဖက်ရဲတအုပ်နဲ့ဖြူစောတီလေးဦးသေဆုံးတဲ့ဆွေတရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဘကိုးတိုင်းအနောက်ခြမ်းဂျိုးပင်ကောင်မြို့အဝင် စေကောင်စီရဲ့စစ်စစ်ရေးဂိတ်ကို PDF ပူပေါင်းတပ်တွေကရရတပြက်ဝင်တိုက်ရာရဲတအုပ်နဲ့ပြူစောထီလေးဦးသေဆုံးသွားတယ်လို့မြို့ခံတွေကပြောပါရယ်။ဒီနေ့နိုဝင်ဘာလ23ရက်မနက်9:00နာရီခန့်မှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါရယ်။မြို့အဝင်မှာရဲတွေနဲ့ပြူတွေကစောင့်နေတာကိုကားနဲ့လာပြီးပြက်တောင်ရဲတွေရောပြူတွေရောတည်တယ်ကြတယ်စစ်တပ်ကမြို့ဝင်ကိုပိတ်ဆစ်နေတယ်လို့မြို့ခံတအုပ်ကပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုမှာရဲတပ်ဖွဲ့ဝင်တအူပြူစော်တီလေးဦးတေဆုံးနေလို့ဂျိုးပင်ကောက်စယုံနဲ့နီးစပ်သူတအူကပြောပါရယ် ။မနေ့ကနိုဝင်ဘာလ22ရက်ညကလည်းဂျိုးပင်ကောင်မျိုးနဲ့ကက်လျက်ရှိတဲ့ဇီကုံးမျိုးပေါ်က KTP ကာရာအိုကေဆိုင်မှာရောက်နေတဲ့စစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကို PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့လို့ခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နက်စစ်တီတပ်ဖွဲ့ရင်ဂျိုးပင်ကောင်မျိုးနဲ့အခြေဆိုင် VDSBN တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနက်ပိုင်းဂျိုးပင်ကောင်မျိုးဝင်ဂိတ်ကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုတော့သတင်းထုတ်ပြန်ထားတာမသိရသေးပါဘူး။ ဆလဘီပခုတ်ကူနှင့်မြိုင်ငုနယ်ရှိစစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်မှုတစ်စက္ကန့်တချို့သိမ်းပါရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးကနှစ်ဦးအရှင်ဖမ်းပြီးစစ်တပ်ကပြည်သူနှုတ်ဦးကိုဖမ်းဆီးတပ်ဖြတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်နှင့်မြိုင်ငုနယ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်ရန်တစ်စက္ကန့်တချို့သိမ်းပါရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးကနှစ်ဦးအရှင်ဖမ်းပြီးစစ်တပ်ကပြည်သူနှုတ်ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း acquit people different form မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ30ရက်နေ့နနက်9:30မိနစ်ခန့်တွင်ပခုတ်ကူမျိုးနယ်မြစ်ချေမျိုးလက်ပံချောင်းကျေးရွာဖုံကြီးချောင်းတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုးတိုက်ခိုက်မှုသည်မိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီးဖုံကြီးချောင်းအနောက်ဘက်ရှိအကြမ်းဖက်စစ်တပ်ကကင်းစခန်းကိုစာတင်ချောင်းခိနှစ်လက်ပံချောင်းဆက်လီစိတ်တို့ကိုဒိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ အော်တိုဘလတ်တရက်နေ့တွင်ဖခုတ်ကူမျိုးနှင့်ကံရက်ရွာနှင့်တန့်ချီရွာကိုဖွင့်ရောက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတန့်ချီရွာဖုံးကြီးကျောင်းအနီးတွင်ဒေါ်လန်ရေးတပ်ဖွဲ့များကနှစ်ကြိမ်ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲများသည့်အော်တိုဘလတ်၃ရက်နေ့မှ၅ရက်နေ့ထိထပ်မံဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်မှအထိနာကပါရာမော်တာလေးစီးဖြင့်ပုံစံနှလုံးကျေချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အော်တိုဘလတ်၂၂ရက်နေ့တွင်ပခုတ်ကူမျိုးနဲ့ညောင်ချစ်ပင်ရွာအနီးကိုစစ်ကြောင်းထုတ်ပွင့်ရောက်လာသောအကြံဖက်စစ်တပ်နှင့်ဒေါ်လန်ရေးတပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ိုဝင်ဘာ12ရက်နေ့နနက်9:45မိနစ်ခန့်တွင်မြန်မြို့နယ်စက်မှုနှင့်မှဝက်ပုတ်ရွာအတွင်းကိုပွင့်ရောက်လာသောစစ်တပ်စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအချမ်းဖက်စစ်တပ်ဘက်မှ9ဦးထိခိုက်ဒေဆုံးကဒေါ်လာရဲရဲဘော်2ဦးကြဆုံးခဲ့ကြောင်းတိုက်ပွဲအတွင်းအထိနာခဲ့သောစစ်တပ်ကမြိုင်ဆက်မှုနှင့်တို့ပြန်လည်ဆုတ်ခွာသွားချိန်ဖြီသူအမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်တို့ကိုဖမ်းဆီးတပ်ဖြတ်သွားကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုတော်လှန်ရေးတပ်ဖွဲ့ဝင်များကနေမြရှင်လျေးပြုလုပ်စဉ်စစ်သားအလောင်းတချို့နှင့်စစ်တုံးအဆောင်ပစ္စည်းအချို့တင်စီရရှိခဲ့ကြောင်းသိရပါသည် နိုဝင်ဘာ16ရက်နေ့တွင်ပခုတ်ကူမြို့နယ်တင်းကပ်ပြူရွာမှပြူစော်တီထုကောင်းဆောင်တအူးနှင့်နောက်လိုက်တအူးသည်အယက်သားပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်ထွက်လာစဉ်တော်လရဲတပ်ဖွဲ့များကလမ်းပိုက်တနေရာ၌အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါသည်လက်ပံချောင်းလှေစိတ်ကတိုက်စရာမလိုဘဲနဲ့ရခဲ့တာသူတို့ကတန်းကြီးတောင်ပေါ်အထိဆုတ်သွားတယ်တန်းကြီးတောင်အောက်ကလက်ပံချောင်းတန်းကြီးရွာအဲ့လိုနဲ့သူတို့ခိတ်ဖွင့်ထားတဲ့ရွာတွေမှာတိုက်ပွဲဖြစ်တာစာခါရီဘက်ကထိခိုက်သေးဆုံးမှုကတော့ရှိတယ်ကျွန်တော်တို့ဘက်ကတော့အတိအကျအတိပြုမရဘူး ထိခိုက်ဒဏ်ရာရတာလောက်ပဲမြင်ရတယ်သူတို့ဘက်ကအရေးမသားလို့နောက်ဆုတ်သွားတာအော်တိုဘား22ရက်နေ့ကတော့မနက်ခင်းတပိုင်းလောက်တိုက်ပွဲဖြစ်တဲ့ညောင်ချစ်ပင်ကနေထွက်လာလို့တိုက်ပွဲဖြစ်တာကမ္ဘာဘက်ကိုစစ်ကြောင်းထိုးမယ်ဆိုရင်ညောင်ချစ်ပင်ကနေထိုးတာပခုတ်ကူနဲ့ညောင်ချစ်ပင်ကြကသူတို့စုံမှုနေပြီပေါ့အော်တိုဘား22ရက်ကလေးကနေမြစ်ချေတကျော်ဘက်ရောကမ္ဘာဘက်ရောစစ်ကြောင်းပတ်ထိုးရင်းနဲ့စက်မှုနှစ်ထဲကိုရောက်သွားတာဂျာထဲမှာလည်းတိုက်ပွဲဖြစ်တာတွေရှိတယ်မြေမြုပ်ထားတာအလောင်းနှလောင်းတွေ့တယ်မိရှို့ထားတာမျိုးတွေတွေ့တယ် အနည်းဆုံး၅ဦးလို့ခန့်မှန်းထားတာပေါ့တိုက်ပွဲကတော့အခုလက်ရှိအချိန်ထိဆက်ဖြစ်နေတုန်းပဲစစ်ခွေးစစ်တောင်းကလည်းပြတ်မဆုတ်သေးဘူးညိုင်းတဲ့ပေါက်ဆက်မှရှိသေးတယ်ဒီတိုင်းဒီဘက်ကိုထိတွေ့မှုဖြစ်နေတယ်ဟု Acquit People Different Form မှာတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Acquit People Different Form ပခုတ်ကူခရိုင်လူခဲ့တရင်တဲ့ PDLP နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တိုက်လေးချောင်းအနေရကိုအထူးကယူဆိုင်ကြရတဲ့စစ်ရေးအသည့် စေရေးတရရှိကြရန်တိုက်တွန်းမြစ်တာရက်ခံထားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။